ဖွိုင်လန်ကကစားသမားကောင်းတယောက်ပုံစံမရှိဘူးလို့တုံးတက်လိုက်တဲ့တိုက်စစ်မှုဟောင်းကြီးမန်နက်တဲ့တိုက်စစ်ကစားသမားဝိုင်လန်ဟာယူနိုက်တက်လိုပီးအားများနေတဲ့အတင်းရဲ့တိုက်စစ်ပိုင်းကိုဥဆောင်နိုင်ဖို့အစီအစဉ်မဖြစ်သေးဘူးလို့မြူကာဆက်ဂန်နဝင်ကစားသမားဟောင်းကြီးအလန်ရှီးယားကမှတ်ချက်ပြုပြောဆိုလိုက်ပါတယ်ပြီးကြတဲ့2024နယူးယားစီကမှအက်တလန်တာကနေမန်နက်တဲ့တင်းစီရောက်ရှိလာတဲ့ဒိမတ်တိုက်စစ်မှုဝိုင်လန်ဟာဒီရည်မှာမန်ယူနိုက်တက်တင်းအတွက် twin goal တွေတွင်းယူပေးဖို့ရုံးကဲ့နေရပြီးပရီးမီးယားလိမှာလည်း twin goal 3 goal သာတွင်းယူထားနိုင်ခဲ့ပါတယ်အခုဆိုရင်ဝိုင်လန်က2025ရဲမှာတောင်တွင်းကိုတကိုးတဲသာတွင်းယူထားနိုင်သေးတာပဲဖြစ်ပါတယ် လန်ရှိယားကကျွန်တော်ဝိုင်လန်းကိုကြီးရတာထိကိုက်နစ်နာနေတဲ့ကစားသမားတဦးလိုမြင်ပါတယ်။သူကမန်ချက်စတာယူနိုက်တက်လို့အသင်းမျိုးမှာတိုက်စစ်ကိုဦးဆောင်နိုင်မှုအသင့်မဖြစ်သေးပါဘူး။ပရီးမီးယားလိမှာ၃ဂိုးပဲသွင်းထားနိုင်တယ်။အခုချိန်မှာကျွန်တော်မြင်နေရတာကတကယ်တမ်းဂိုးရှိကိုရောက်ချင်စိတ်တိတ်မရှိတဲ့ကစားသမားမျိုးလိုပါပဲ။သူကတစ်စက္ကန့်လောက်စောနေတာမျိုးဒါမှမဟုတ်တစ်စက္ကန့်လောက်နောက်ကျနေတာမျိုးဖြစ်နေပြီးသူ့ရဲ့ချိန်ကိုင်းမှုတွေအားလုံးဟာမှားယွင်းနေပါတယ်။သူဟာယုံကြည်မှုအကျက်တဲကိုခံစားနေရတယ်ဆိုတာသိတာလုံးပါတယ်။သူကတကယ်ကိုခက်ခဲတဲ့အခြေအနေတစ်ခုတည်းကိုရောက်နေတာပါ။ကလပ်အသင်းတို့တိုက်စစ်ကိုဦးဆောင်ဖို့ဆိုရင် ်သင်ဟာထူထောက်ကောင်းမွန်နေဖို့လိုပါတယ်တကယ်အရေးချင်းရှိဖို့လိုပါတယ်သူဟာအခုချိန်မှာတိုက်ရှိကိုဥဆောင်တင်းတဲ့အဆင့်တန်းမျိုးရှိမနေသေးပါဘူးသူ့စီမှာကစားသမားကောင်းတယောက်ရဲ့ပုံစံမျိုးမရှိဘူးလို့ကျွန်တော်မပြောပါဘူးအလားလာကောင်းတွေရှိနေတယ်လို့ထင်ပါတယ်ဒါပေမဲ့ तू မလုံနိုင်သေးတဲ့အရာတွေကိုလှုပ်ဖို့ပြားပိတ်ခံနေရတာရယ်သူ့ရဲ့ပြောင်းရွှေ့ခြင်းကြောင့်ရယ်သူဟာအခုချိန်မှာတိုက်စစ်ကိုဥဆောင်မှုအသိမဖြစ်သေးပါဘူးလို့တုံ့တက်သွားခဲ့ပါတယ်။ဒီနောက်ပိုင်းမှာ United တိုက်စစ်ပိုင်းအတွက်အားထားရသူဖြစ်လာတဲ့ Joshua Zassi ကဒဏ်ရာကြောင့်အခုရာသီအကောင့်ထိအနားယူရတော့မှဖြစ်လို့ United တိုက်စစ်မှာ White Line နဲ့လူငယ်တိုက်စစ်မှုလေချီတို့ OB Martin တို့သာရှိနေတော့ပြီ ပရီးမီးယားလိလက်ကျန်ပွဲစဉ်တွေမှာတော့ချီရိုအိုဘီကိုပိုနီယာပေးကဟွိုင်လန်ကိုယူရိုပါလိတွေအသုံးပြုသွားနိုင်မှာရှိနိုင်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ပြတ်